ခရစ်တော်၌ချစ်တဲ့ညီကောင်မရောက်တိုင်းကိုမင်္ဂလာပါလို့ရှေးစွာနှုတ်ခွန်းဆက်သလိုပါတယ်။လာတလာမှာတရက်17ရက်21ရက်မှာအခုလိုမွန်တန်ဆက်နိုင်ချိန်မှာမိဘများတမတရားအစီအစဉ်ကိုထုတ်လုပ်နေရှိပါတယ်။အခုလည်းမိဘများတမတရားအစီအစဉ်ကို စတင်ပြီးတော့ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ဒီစီစဉ်ကယုံကြည်သူတွေတည်ကျင်တဲ့ဟာတွေမိတဲ့ຢာတွေဖြစ်ပါတယ်။ အတိတ်ကလာတော့ဒါ right အပန်ဖိုင်နဲ့အပန်နဲ့မိတာပေါ့လေတယ်လီဖုန်းနဲ့ပြင်ဖြစ်မယ် messenger နဲ့ပြင်ဖြစ်လိမ့်မယ်ဒါပေမဲ့နောက်ပိုင်းအလုပ်များကြလို့လားတော့မပြောတော့စာရေးပြီးမိတာများလားဟုတ်လေညီကိုတယောက်စာရေးမိထားတယ်မိကနှစ်ခုကိုကျွန်တော်ဖြည့်ချပေးခြင်းပါတယ်လို့ပြပသူမိထားရရတော့ပါလဲဆိုလို့ရှိရင်တောလျာ23အပိုင်ငယ်19မှာတဲ့နောင်တရရန်တော့ငါလူဖြစ်တော်မူသည်မဟုတ်ဖျားလျာနောင်တမရဘူးပေါ့လေ ။ကပောက်ချန်ခိုင်း6ပိုက်ငယ်6မှာတော့လူသားကိုဖန်ဆင်းတဲ့ရာမှာဘုရားသခင်ကနောင်တရတယ်လို့ပြောပါတယ်။ဒါကြောင့်ကွာချက်ကဘာမှန်းဖြစ်နေမလဲ။နောင်တမရဘူးလို့ပြောတာလက်ရှိသလိုနောင်တရတယ်ပြောတာလည်းရှိတယ်။ဒါကြောင့်ရှိဥစွာအကျဉ်းချစ်တယ်ကိုကျွန်တော်ဖတ်ပြချင်ပါတယ်။တောလေကျန်ခိုင်း23ပိုက်ငယ်19မှာဘုရားသခင်သည်မှုတာစကားကိုပြောင်းတော်ငါလူဖြစ်တော်မူသည်မဟုတ် နောင်တရံ့တော့ငါလူသားဖြစ်တော်မူသည်မဟုတ်အဖျားခင်မှာနောင်တမရှိဘူးဖျားခင်လူကဲ့သို့နောင်တမရဘူးပေါ့လေနောက်ကပောက်ချန်ခိုင်း6အပိုင်ငယ်6ကြတော့ဘာတွေ့ရလဲမြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍နှလုံးတော်ပူပန်လက်ရှိတော်မူ၏လူဖန်ဆင်းတာအရှင်သာရဘုရားဘာဖြစ်လဲနောင်တရလို့ပြောပါတယ်ကြော့ တီမေးခွန်ဖြစ်ရမစင်ဘုရားသခင်မှာနောက်တာ မရှိဘူးဘုရားကဆုံနေဘုရားဖြစ်တော့နောက်တာဆိုတာကျွန်တော်တို့ကဲတော့မစုံမလင်းတဲ့လူတွေမှာဩငါတာလုံမိတာမှားပြီဆိုတော့တည်တယ်ရပါတယ်ဘုရားဒါမျိုးဘုရားမှာမဟုတ်တာတကယ်ဘုရားသခင်မှာနောက်တာမရှိဘူးတပတိမှာစကလုံးသုံးလို့ရဘုရားခင် နောက်တာရတယ်လို့ကပောင်းချန်ကိုင်းချောင်းအပိုက်ငယ်ချောင်းမှာသုံးတဲ့ခါမှာလူသားတွေရတဲ့နောက်တာကိုရေရောင်ဝတ်တဲ့တခုခု ြောနေတာဖြစ်တယ်ဆိုတော့ကျောင်းကိုဖြစ်ပါတယ်။နောက်ဒီကျောင်းနဲ့ပတ်သက်ပြီးတော့ဓမ္မရဆိုပြပဆောဆောင်မှာကျွန်တော်ကျမ်းစာလေးဖတ်ပြချင်ပါသေးတယ်။အဲဓမ္မရဆိုပြမဆောဆောင်အခန်းကြီး15အပိုင်ငယ်29ပေါ့နိ။နောက်115 29အဲ့မှာကျမ်းစာဘာပြောလဲဆိုရင်ဣတိလမျိုးဤအစွမ်းတက်သည့်ဖြစ်သောဖျားသည်မူတာတုံခြင်း နောင်တရခြင်းနဲ့ကင်းလွတ်တော်မူ၏ဖျားခင်မှာမူတာမရှိဘူးတိတုတတိကပြောလို့မူတာနဲ့ကင်းစင်တယ်ထိုရှင်ဓမ္မဘုန်းကြီးပါစီနောက်ဘာနဲ့ကင်းလွတ်တယ်လဲနောင်တရခြင်းနဲ့ကင်းလွတ်တော်မူတယ်အဲဒီအပိုင်ငယ်နဲ့စကားကိုဘာဆက်ပြောလဲဆိုရင် နောင်တရက်အံ့သောငါလူဖြစ်တော်မမူဟုဆိုတော်အဲ့ဒါပါလဲဆိုလို့ရှင်ရှောလူကိုရှင်ပြင်းနေနဲ့ပမကြီးပါမှားသွားပြီ133မှာ ိုတိရစကားမှာ second chance ဒုတိယခွင့်ရေးပေးတာတော့အမဲလိုမျိုးရှင်းရှင်းလုပ်ချင်ဒီတမိုင်းကြောင့်တည်တယ်တွေ့တော့လွတ်တော့လုပ်ချင်တဲ့အောင်မြင်တဲ့ဒါမဲ့ဒိုဝဝနွားဝဝနော်တော့ရှင်ပြင်းအာကပ်ကိုသူကအသက်အသက်ရှင်ချန်ချင်းနေပေါ့လေအဲ့ဒါကြောင့်ဒီကနေပြီးမှရှမွေးလာပြောတဲ့စကားကဖျားသခင်ကနောင်တရခြင်းနဲ့ကင်းလွတ်တယ်ဖျားသခင်မှာ လူဖြစ်တဲ့ကဲ့သို့နောင်တမရဘူး ညုံတိုက်ရအောင်တော့လူဖြစ်တော်မူသည်မဟုတ်အဲ့အိမ်မှာပဲ115ပဲအပိုက်ငယ်35နောက်ဆုံးစာကြောင်းလေးကျွန်တော်ဖတ်ပြခြင်းပါတယ်ခြာရဖျားသည်ရှောလူကိုဣတိလာရှင်မင်းရ၌ခံထားသော အမှုကို နောင်တရတော်မူ၏ဟောကနတော့တော့အပိုက်ငယ်29တော့နောင်တမရဘူးနှစ်ကြိမ်တော့ပြောတာနော်ပြန်ပြီးတော့တည်ကြောင်းပြောမှဆိုရင်နောင်တရခြင်းနဲ့ကျင်းလို့တယ်နောင်တရရတော့ငါလူဖြစ်တော်မူသည်မဟုတ်ခုနတော့လေ23ပိုက်ငယ်29လို့ပေါ့ ဒါမဲ့ဒီအပိုင်ရဲ့ဟုတ်လားခုနဖတ်ခဲ့29အောက်မှာ35လေးရောက်ရောရှောလူကိုရှင်ပြန်ရမှာခန့်ထားရမှာနောင်တာရတယ်လို့ပြောပြန်ဟောဟောဒီကနေပါတွေ့ရစဉ်ခုနကျွန်တော်ဖြေခဲ့ပြီးပါပြီဘုရားသခင်မှာနောင်တာမရှိဘူးသူကလူကဲ့သို့မဟုတ်နောင်တာဆိုတာဟုတ်လားမစုံမလင်တဲ့သူတွေမှာရှိတယ်ရဘုရားကစုံနေဖြောက်မှတ်တဲ့ရှင်ပြန်ကြောင်းနောင်တာသူမှာမရှိဘူးရှိလဲရှိတယ်လဲမလို့ ်တတိယနေ့ပါပြောခြင်းလဲဆိုရင်ဟလာနောင်တရံသောငါဖျားဖြစ်တော်လူဖြစ်တော်မူသည်မဟုတ် နောင်တနဲ့ကျင်းလွတ်တယ်နောင်တရံသောငါလူသားဖြစ်တော်မူသည်မဟုတ်တကယ်နောင်တမျိုးအဲ့ဒါတော့အမှန်ပဲဖျားခင်နောင်တမျိုးဒါပေမဲ့ခုနလူသားကိုဖန်ဆင်းနေရမှာ နောင်တရတယ်ခုနအစ္စရေရှင်ပြည်နဲ့ရှောလူကိုခန့်ထားတော့လဲနောင်တရတယ်ဘာအရင်မှာဘလို့ဘာသာပြန်တင့်လဲဆိုရင်ခေပြဲစကားရပါတော့ အဲ့ habeas အဲ့မှာတုံးတဲ့ habeas ကိုအဓိပ္ပာယ်ပုံဆိုရင်အင်္ဂလိပ်လိုမှာ S I G H side အာတပ်ပြင်းချလိုက်တာမောစိတ်မောကိုမောပေါ့လေတတိယပြင်ပြောလို့ရှိရင်ဘုရားသခင်ဘာဖြစ်တယ်ဆိုလို့ရှိရင်ဟလာဝမ်းနေသွားတာတောက်ဆိုတာဖြစ်ပါတယ်အတတိယနေပြီးမှပထမမိကုန်းကိုကျွန်တော်ဖြေချမှုဆိုရင်ဘုရားသခင်နောက်တာမရဘူးနောက်တာသူ့မှာမရှိဘူး ဲ့ဘုရားခင်နောက်တာရတယ်လို့ပြောနေတဲ့နေရာတွေအားလုံးမှာပါဆိုလို့ရှိရင်ဘုရားခင်ရင်မောသွားတယ်တပင်းချတယ်ဒါကိုအဓိကကြီးဝဲတယ်ဆိုတာကိုကျွန်တော်ပထမမိကုံလူနည်းနဲ့ဖြည့်ချင်ပါတယ်လို့နောက်ဒုတိယမိကုံကလည်းဒါ theological question ဖြစ်ပါတယ်ဒီကနေ့ပတ်သက်ပြီးတော့ဖြည့်ကြရတယ်ကျွန်တော်အင်မတန်မှစိတ်ဝင်စားပါတယ်လွန်ခဲ့တဲ့ နှစ်ခေါက်လောက်လားမသိကျွန်တော်အထွေထွေတန်ပဲသိဖြစ်ဒါလေးဖြေချင်ပါတယ်ဒါပေမဲ့ခုလို theological issue ကတော့ကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဗောလေမသိမေးရမယ်မေးတယ်မေးကုန်ပြောမယ်ဆိုရင်ဆရာတဲ့တိမောသောရစာဖရန့်စာခန်းကြီးနေပိုက်ငယ်လေးမှာလူအပေါင်းတို့သည်ကဲတင်ကျွန်တော်ရောက်ပြီးတမန်တော်ရောက်သိစေခြင်းကဘုရားခင်တော်ရှိရလူတိုင်းကဘုရားခင်ကဲရင်ရောက်စေခြင်းနဲ့ယောဟန်ခန်းကြီးစာကပိုက်ငယ်16မှာပြောလေမင်းတို့ကငါ့ကိုရွေးကောက်တာမဟုတ်ငါကသာလေမင်းတို့ရွေးကောက်ပြီး တော်၍တည်ကြည်သောတိတိမိကြောင့်တင်းတို့ငါခံတာရဲဆုတောင်းမြောက်ရရဖို့ပေါ့နော်ငါနာမ၌ဆုတောင်းမြောက်ရဖို့မင်းတို့ငါခံတာရဲအော်ယူကောက်ချင်းဟာမသိ20ပိုက်26ဒုတိယစာကြောင်းမှာတဲ့ခေါ်တော်မူသောသူအများရှိတယ်နဲ့ယူကောက်တဲ့သူတွေကနည်းတယ်လို့ပြောတယ်အော်သူ့ရဲ့မိကွန်းရဲ့ရွေချက်ကတော့ပါလဲဆိုရင်လူတိုင်းကိုဘုရားသခင်ကကယ်ရင်ရောက်ဖို့လို့ရှိတယ်ဒါပေမဲ့ခုနကပြောတဲ့အတိုင်းဟုတ်လား ခေါ်တာများနေပြင်ရွေးကောက်တာနည်းတယ်ဆိုတော့ဇာတ်ရဲမှာကဲတင်ချင်းနဲ့ရွေးကောက်ခြင်းမှာခြားနာမှု၊ကွဲပြားခြားနာမှုရှိတာအတူတူပဲလားဆိုတဲ့မိသားစုမိကုံဖြစ်ပါဒီမိကုံကအာမိသိမိထိုက်တဲ့အင်မတမကောင်းတဲ့ a good question တစ်ခုဖြစ်ပါတယ်။ဟောဒါအောင်ပြန်ပြောရမယ်ဆိုလို့ရှိရင်မှန်တယ်ဘုရားကံလူတိုင်းကိုကဲရောက်ဖို့အတွက်လူအပေါင်းတို့တည်လို့ပြောတာ။ဘုရားကံတော့ရှိတယ်။ဒါပေမဲ့ခေါ်ရတော့အများကြီးရွေးကောက်တာတော့နည်းတယ်ဆိုတော့ ုရားခင်ရွေးကောက်ခြင်းမှများဘာမင်းဖြစ်သွားတာလဲဆိုပြအဲ့လိုမျိုးကယ်တင်ခြင်းများဟုတ်လားအယောက်တိုင်းအတွက်မပါတော့ဘူးလားရွေးကောက်တဲ့ drunsa တတ်တတ်မြင်ရှိနေတာဒါမျိုးစိတ်ထဲမှာဖြစ်သွားစရာအကြောင်းရှိပါတယ်ဒါအဲ့လည်းပသက်ပြီးတော့ဓမ္မပညာကျောင်းဆရာဖြစ်တဲ့ကျောင်းကျွန်တော်အဓမ္မပညာဆန်ဆန်ပေါ့လေဟုတ်အကယ်ဒမီဆန်ဆန်ကျွန်တော်ဖြစ်ကြခြင်းပါတယ်ဟောဒီမှာခေါ်တော်မူခြင်းလို့ပြောတဲ့ခါမှာ ဂရိမာ KLETOS Klotos ကဲဒင်းရောက်ဖို့အတွက်ဖျားခင်ကခေါ်တော်မူခြင်းလို့ပြောလို့ရပါတယ်။နောက်မှစိတ်ဝင်စားတာကောင်းတာကျွန်တော်အသိတော်လို့ပြောတဲ့ဟာပေါ့လေ။အဲ့တော့ဂရိမာ Ecclesion လို့ပြောပါတယ်။အဓိပ္ပာယ်ကတော့ call out of ခေါ်ထားတော်မူခြင်းကိုခံတဲ့သူများလို့ပြောပါတယ်။ဟောဒီ Ecclesion ဆိုတဲ့အသိတော်ဆိုတဲ့စကားလုံးမှာ ဓမ္မသစ်မှာပဲအသိတော်ရှိတာ။ကျွန်တော်က dispensation list ဖြစ်ဖြစ်တဲ့အတွက်ကြောင့်ဒါအသိတော်ခစ်ဖြစ်တာ။ဒါပေမဲ့ covenantal လို့ခေါ်တဲ့ဘရင်ရှင်သမားတွေကတော့တပေါင်းပါတဲ့အသိတော်ရှိတယ်လို့သူတို့ယုံကြတယ်။သူတို့ပါယုံလဲဆိုရင်အခုမျက်မှောက်ကာလအသိတော်ဟာ တပေါင်းမှရှိတဲ့အသိတော် the nation of israel ပေါ့လေ။အဲ့ဒါကို continuation လို့သူကအဲ့လိုယုံကြတာ။ ော်အဲ့ဒီအဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော် dispensation နဲ့ shoot down နေကြည့်မယ်ဆိုရင်တဘောမှာတင်းတော့မရှိပါဘူး။ဘာကြောင့်စဉ် effect တို့ colorway မှာစမ်းစာပါပြစဉ်ဒါတဘောင်း color မှာဟွက်ထားတဲ့ရာနဲ့နေတဲ့ရာလို့လည်းပြောပါတယ်။တဘောင်းမှာမရှိဘူး။ဒါဆိုခုနပြောတဲ့ Israel လူမျိုးကိုဟလာအသိန်းတော်လို့ဒီ covenant တသမားတွေပြင်းပြဟုတ်ပြုပြီးလေးလာတဲ့သူတွေ အဲ့တော့ယုံတဲ့သူတွေကဘာကြောင့်ဝင်လာတာလဲဒီအီဂျစ်ပီအဂရီပီယန်တွေတော့ဖျားခင်ရွေးနှုတ်တဲ့အတိုင်းဝမ်းကိုလည်းအာဟီဘရဲစကားနဲ့အာနေပြီးတော့ဂရိကိုပြန်ဘာသာပြန်ကမှာ expression ဆိုတဲ့စကားသုံးလာတော့ call out of ဒါနဲ့အီဂျစ်ပီယန်တွေအဂရီပီယန်တွေခေါ်ထုတ်ထားခြင်းခံတဲ့သူတွေဒါပေမဲ့ expression လို့သုံးပေမဲ့ဂရိလိုဘာသာပြန်ပေါ့နော်သုံးပေမဲ့ဒါဓမ္မတိကာလမှာရှိတဲ့အသင်းတော်ကြီးဝဲတာမဟုတ်ဘူးဆိုတော့ သိဖို့ဖြစ်ပါတယ်။ယခုနကခေါ်တော်မူခြင်းနဲ့ပတ်သက်ပြီးတော့ Kratos the call call out of the Ecclesia ဒီနှစ်ခုစိတ်ဝင်စားစရာကောင်းနေရဖြစ်ပါတယ်။ဟောဒါကဒီခေါ်တော်မူခြင်းနဲ့ပတ်သက်တော့ဘာတွေ့ရလဲဆိုလို့ရှိရင်ဒါကဖျားခင်ရဲ့လုံဆောင်ချက်ဖြစ်ပါတယ် an act of god ဖျားခင်ရဲ့တည်တံ့လုံဆောင်ချက်တစ်ခုဖြစ်ပါတယ်။အဲ့တော့ဖျားခင်တပါးတိကသာလေဒီ ခေါ်တော်မူခြင်းကိုလုပ်နိုင်တယ်နော်လူကမခေါ်နိုင်ကျွန်တော်ကင်းတရားဟောရတဲ့လူတယောက်ပါဒါပေမဲ့ကျွန်တော်ကလူတွေကိုကင်းရင်းရောက်ဖို့တည်းခေါ်လို့မရကင်းရင်းညဘလို့ဖြစ်သွားလဲဆိုတာရှင်းပြလို့ပဲရအဲ့ဒီသင်္ဇောင်လက်ခံဖို့ပဲသွေးဆောင်လို့ရတာကဲမင်းကိုကင်းရင်းကြီးတော့ငါခေါ်တယ်အမရပါဘူးကဲအမှုတော်ဆောင်တဲ့ကောင်အဲ့လည်းမဖြစ်နိုင်ပါဘူးဘုရားခင်တပါးတွေကလည်း only god calls and end of god ဘုရားခင်တပါးတည်းကလုတ်တဲ့အရာဖြစ်တယ်လို့သိဖို့ဖြစ်ပါတယ်။ကြောက်တနည်းအားဖြင့်ပြောရင်ခေါ်တော်မူတယ်လို့ပြောတဲ့ခါမှာ invite ဘုရားခင်ဖိတ်ခေါ်တာဖြစ်ပါတယ်။အဲ့တော့ယောမောရစာခန်းကြီးတဲ့ပိုက်ငယ်ခုနကထိုးသခင်ခေါ်တော်မူတော်သူလို့ဒါယောမမျိုးမှာရှင်းတန်ရှင်းသူတွေကိုတမန်တော်ရှင်းဖို့လို့ပြောပါတယ်။အဲ့ကြတော့မှဖတ်ပြတော့နော်။နောက်ပြီးတော့လဲဘာပြောလို့ဆိုရင်တိပိနှစ်ကိုမှလည်းဘာပြောလဲ။မောင်မောင်ကလည်း အံ့ဖွယ်သောလင်းတော်သို့ခေါ်သွင်းတော်မူသောသတိကုံကျေးဇူးများကိုဖော်ပြစေခြင်းရွေးချယ်တော်မူသောမျိုးဖြစ်တယ်ခေါ်သွင်းတော်မူသောမှလေးခေါ်ရဲဆိုတွေ့ရတယ်ဟောခေါ်တော်မူခြင်းကခုနကျွန်တော်ပြောလို့ဘုရားသခင်နဲ့ကျွန်တော်တို့ဖိတ်နေတာဖိတ်ခေါ်နေတာအဲ့ဖိတ်ခေါ်မှုကိုဘာလို့ဖို့လဲလက်ခံပြီးဆုံးဖြတ်ဖို့လိုတယ်အဲ့ဒါမှပဲကျွန်တော်ဘာဖြစ်မလဲတန်ရှင်းသူတွေဖြစ်လာမှဖြစ်ပါတယ် တော့ခေါ်တော်မူတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ရွေးကောက်တဲ့သူနည်းတယ်လို့ပြောတော့မှာအဲချိုးစင်းကိုဆက်ပြီးကြည့်ဖို့လိုပါတယ်ရွေးချယ်တဲ့သူရွေးကောက်တဲ့သူပေါ့မင်းတော်ငါ့ကိုရွေးကောက်တော်မူငါ့သားလည်းမင်းတို့ရွေးကောက်တယ်ဒါခေါ်တာနဲ့ရွေးကောက်တာဘာမှန်းဖြစ်မလဲဟောချိုးစင်းလို့ပြောတဲ့ခါမှာသူကလည်း Greek မှာဘာတွက်စင်း Electos တွေ့ရပါတယ် E K L E K T U S အဲ့ဒီပေတော့ elect ရွေးကောက်ကေဆိုတော့ အဓိပ္ပာယ်ဖြစ်ပါတယ်။ဓမ္မတိကျမှာ the elect လို့ပြောရင်ရွေးကောက်ခြင်းကိုခံတဲ့သူလို့ပြောမှာအဓိကအဖြစ်ညွှန်တာကအာဗရန်နေစတဲ့ရွေးကောက်တဲ့ Israel လူမျိုးကြီးရတာပါ။ဟောဗိဒိုင်ကလာပါရွေးကောက်တော်မူသူသူတို့တို့ကတော့သူကလာတူတောင်းမယ်။ဟောအဲ့ကလာရှေ့လိုက်ရင်သူတို့တွေမစားတော့ဘူးပေါ့လေ။အဲ့လိုမျိုးနဲ့ဖော်ပြတာ။ဟောတေယုတ်ကြီးနေပြီးမှဟောရှေဘီရောစာပရောစာခိုင်းတဲ့ပိုက်အခိုင်းတဲ့ပိုက်ငင်နှက်မှာလေ။တစ်ပေတစ်နှက်မှာလေ။ဘာတွေ့ဆိုရင် ွေးကောက်တော်မူသောသူလို့ဖော်ပြတာတွေ့ရတယ်။နောက်တစ်ရက်နေ့ပတ်သက်ပြီးတော့တမန်ကျမ်းစာမှာတုံးထားတဲ့နေရာတွေမှာဒီ chosen ရွေးကောက်တယ်ပတ်သက်ပြီးတော့နေရာဒေသမှာပူတည်ပြီးတော့အမျိုးမျိုးအဓိပ္ပာယ်တွေရှိတယ်။ရည်ညွှန်းချက်တွေတတ်တတ်ရှိစွာဖော်ပြချင်တာဖြစ်ပါတယ်။ကဲဥမာဆိုတော့မိမိကရံမိကုနာမှာမသိန်း20အပိုက်ငယ်16ကိုတုံထားတယ်။ခေါ်တော်မတော်မှုသူအများရှိတော့လေရွေးကောက်တဲ့သူနည်းတယ်လို့ပြောပါတယ်။ဟောအဲ့ဒီမှာဘာဖြစ်ဖြစ်လဲဆိုမသိန်း20ပြောရကြအောင် ဟုတ်လားမနေ့စောစောမှာချန်ပိုင်ရှင်ပေါ်တတိယနေပြီးတော့အဲ့လိုတော့မရခဲ့ဒီနားလက်မင်းတို့လုံးလုံးဆရာမရှိငါချန်ထဲမှာသွားလို့ဒီတိုင်းတပြပြေးမယ်ပြောပါတယ်နောက်နေ့ကျတော့ထွက်ကြည့်တနားကြီးတစ်ချက်တည်းဆိုမနေ့9နာရီပေါ့လေအလုံးမလို့ရသေးတဲ့သူရှိတယ်ဟာမင်းတို့ခက်မယ်လို့မရှိဘူးလားမရှိဘူးအဲ့နဲ့သူ့လည်းကဲတော်ရင်ငါချန်ထဲမှာသွားလို့တော်ရပြေးမယ်နောက်ဆုံးကြမှာ မုတ်ချုပ်ကန်ဒီညနေ9:00နာရီပေါ့လေဝင်လာတဲ့သူအဲ့ဒါတော်ရပြီးမယ်ပြောတယ်ဒါပေမဲ့တကယ်လည်းပြီးတဲ့အခါကျတော့နောက်ဆုံးမှဝင်လာတဲ့သူညနေ9:00နာရီလောက်မှာဝင်လာတဲ့သူပေါ့ဒီနေ့တည်းဖြာပြီးတယ်ဒါကြောင့်အရင်ဆုံးလုပ်တဲ့လူကဘလို့ထင်လဲနောက်ဆုံးတန်နိုင်လုပ်တဲ့လူကဒီတိုင်းသပြားရငါတို့ကတော့မနေ့ကလေးကလုပ်နေတာအစောဆုံးလုပ်တဲ့လူကတော့ပူရမှာတည်းမသူ့အဆက်လည်းရောက်တော့ဒီတိုင်းတပြားပဲရတယ်အဲ့ကျတော့သူကနေအယူဆိုတော့ဟာဘလို့လဲ မှချမ်းပိုင်ရှင်တတိယကိုယ်စားပုံမှာပြုလာမင်းတို့မျက်မုံချိုးရလားမင်းတို့လည်းပါဆိုင်လို့လေဒါငါလုံကလုံနေတာအဲ့ဒါနဲ့သူဘတ်ထရီဘာတွေ့လဲဆိုရင်အာနောက်ကျတော့သူဒီအရင်ကြမယ်အရင်ကြတဲ့လူကနောက်ကျမယ်ဆိုပြောချင်းသူခုနစကားပေါ့လေခေါ်တော်မတော်မှုအများတော်လေရွေးကောက်တာနေတယ်လို့ပြောပါတယ်ကြောက်တီနှစ်ခုကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီခေါ်တော်မူခြင်းနဲ့ပတ်သက်ပြီးတော့ဗရာမသဲ26မှာလည်းပါသူ နှုတ်တင်ကြမသက်နှစ်ဆက်နဲ့အပိုက်ငယ်ဆက်လေးဖြစ်ပါတယ်အဲ့တော့လိုအပ်တဲ့ကြောင့်ကျွန်တော်အဖတ်ပြခြင်းပါတယ်เนาะမသက်နှစ်ဆက်နဲ့နှစ်အပိုက်ငယ်ဆက်လေးမှာကျမ်းစာဘာပြောလဲဆိုရင်ထို့သို့ခေါ်တော်မူသောသူအများကြီးတော်လဲရွေးကောက်တော်မူရွေးကောက်တော်မူသောသူနည်းသည်ဟုမိန့်တော်မူတယ်အမှကြောင့်ပါစေမင်းကြီးဟာသူသားမင်္ဂလာဆောင်ဖို့အတွက်ပေါ့နော် ဘာလုပ်လဲဆိုရင်သူ့ရဲ့မင်္ဂလာဆောင်ပွဲ sorry ဆောင်ပွဲတွေဘာလုပ်လဲဆိုလို့ရှိရင်ဟောသူကလူတွေကိုဖိတ်စီတယ်လို့ပြောပါတယ်မိသားအတွက်လက်ထပ်ထင်များကျွန်တော်လည်းရောအဖြစ်ဖြစ်ရောလို့ sorry ပါအဲ့တော့အဲ့ဒီသူ့သားအတွက်မင်္ဂလာဆောင်ပွဲတွေဖိတ်တဲ့ခါပြီးရဆင်းပြီးတော့မလာနိုင်သူတွေရှိတယ်နောက်ဆုံးတော့ဘာလုပ်လဲဆိုလို့ရှိရင်ဟောလမ်းလမ်းချူလမ်းချာ သွားအနိုင်တဲ့ပြီခေါ်သွင်းလို့ပြောပါတယ်ခေါ်သွင်းတဲ့ခါမှာတယောက်ကဘာလုပ်လဲဆိုရင်မင်းလာဆောင်အဝတ်ကိုမွတ်ဖူးလို့ပြောပါတယ်အကြောင်းဆိုရင်မင်းလာဆောင်ပွဲဘာလို့မွတ်တာလဲအဲ့ခင်မှာတော့မင်းလာပွဲဖိတ်ချင်တဲ့သူမင်းလာဆောင်ဝတ်ဆုံးမှာတခါရဲပြီးတာဟုတ်အတော့မွတ်ဖူးအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ရှင်ရှုကပြောတဲ့အရာ ဖြစ်ပါတယ် ်ယခုတော်မတော်သူများဖြစ်တဲ့ရွေးကောက်တော်မူသူနဲတဲ့တတိယနေ့ပြီးတော့ကျွန်တော်အဓိကပြောချင်တာဘာလို့ဆိုရင်ဒီခေါ်တော်မူခြင်းနဲ့ရွေးကောက်တော်မူခြင်းမှာနော်ရွေးကောက်တော်မူခြင်းနဲ့ခေါ်တော်မူခြင်းနဲ့ပတ်သက်၅မျိုး၅စားရှိဆိုတာသိဖို့ဖြစ်ပါတယ်အဲ့ဒါမသိရင်တော့ရောနေမှာပဲအဲ့ဒါဒီအားလုံးကိုဟို S နဲ့ပေါ်ပြခြင်းနဲ့မှားလို့ရပရမခေါ်တော်မူခြင်းက salvation ကဲတင်ခြင်းတွေခေါ်တော်မူတယ် ဒုတိယအတော့ servanthood အစေခံဖို့အတွက်အစေခံခြင်းဖြစ်ဖို့အတွက် ခေါ်တော်မူတယ်။တတိယတော့ suffering အရှင်နဲ့တူဒုက္ခဆင်းရဲခံဖို့အတွက်ခေါ်တော်မူတယ်။နံပါတ်၄ကတော့ဘာလို့ဆို service အလုပ်လုပ်ဖို့အတွက်အမှုတော်ဆောင်ဖို့အတွက်ခေါ်တော်မူတယ်။နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုလို့ရှိရင် seeking god ဖျားခင်မျက်နာတော်ရှာဖို့အတွက်ခေါ်တော်မူတယ်။အဲ့တော့ကြံပြန်နေပြီးတော့ဒီ ဖျားခင်ကခေါ်လိုက်ပြီခေါ်တဲ့အခါမှာကေတင်းကြီးတို့လည်းခေါ်တယ်ခုနပြောပြီးပြီအစီခံဖို့တို့လည်းခေါ်တယ်စာဖက်ကိုဂျုံလို့ဖို့ပေါ့နောက်ပြီးတော့ဒုက္ခဆင်းတခင်တဲ့သူ ရှိဖို့အတွက်ခံစားဖို့လည်းခေါ်တယ်နောက်ပြီးတော့အမှုတော်ဆောင်ဖို့အတွက် service တွေလည်းခေါ်တယ်နောက်ပြီးတော့ seeking ကဖျားခင်မျက်နှာတော်ရှာဖို့အတွက်လည်းဖျားခင်ခေါ်တယ်အဲ့ဒီခေါ်တဲ့အခါမှာကျွန်တော်သိဖို့ကအဲ့ခေါ်ရမှုချင်းကိုလက်ခံပြီးတော့တုတ်ပြန်ရင်ဘာဖြစ်စင်းကေတင်ချင်းဖြစ်တယ် နောက်တစ်ရက်နေပြီးတော့အဒီအဖြစ်ပြက်တွေပါဟုတ်လားဘယ်ဖြစ်ပြက်တော့ဟိုခေါ်တယ်ဒါပေမဲ့ကေတင်းတွေခေါ်တာဘယ်ဖြစ်ပြက်တော့မှုလို့ဆောင်ဖို့အတွက်ခေါ်တာအလုပ်လုပ်ဖို့အတွက်ခေါ်တာဒါတွေကိုဘာလို့ဆိုရင်ပိုင်းခြားတိဖို့ဖြစ်ပါတယ်ဒါကြောင့်ဒါဆိုရင်အခုရှင်းလင်းသွားရဲ့ယုံကြည်မျောနေတယ်တို့ဘုံတို့ဒီကနေ့ရောက်ရတာမတရားတည်စရာဖျားခင်ရောရှိတယ်ပြောတခါဟောမှန်ပါတယ်ရောက်တိုင်းကိုဖျားခင်ကကဲတင်ချင်းရောက်စီချင်းပါတယ်အလိုရောရှိပါတယ် ခေါ်တယ်လို့ပြောတဲ့ခါမှာကြည်တင်ခြင်းနဲ့ခေါ်တယ်။ရောက်တဲ့ခေါ်တာနော်။ဒါပေမဲ့သူဆုံးဖြတ်မှာပဲတန်ရှင်းသူဖြစ်မှာ။အဲ့ခေါ်တော်မူခြင်းဆိုတဲ့အရှင်ဖျားရဲ့ဖျားသခင်ရဲ့ဖိတ်ခေါ်ခြင်းကိုလက်ခံမှာပဲသူတန်ရှင်းသူယုံကြည်သူဖြစ်လာမှာ။အော်ဖျားသခင်ခေါ်တဲ့ခါမှာလည်းခုနလိုအစီခံဖို့ခေါ်တယ်၊ကျုံဖြစ်ဖို့ခေါ်တယ်။အရှင်နဲ့ဒုက္ခဆင်းရဲခံဖို့အတွက်ခေါ်တယ်။နောက်အမှုတော်ဆောင်ဖို့ခေါ်တယ်။အရှင်မျက်နာတော်ရှာဖို့အတွက်ခေါ်တယ်။ပြန်ပြောမယ်ဆိုရင် salvation getting in serving hood အစီခံချုံဖြစ်ဖို့ suffering အရှင်ရဲ့ဒုက္ခဆင်းရဲခံဖို့ service အမှုတော်ဆောင်ဖို့နောက်ပြီးတော့ seeking God ဖျားခင်ကိုရှာဖို့ပေါ့အဲ့တော့ဒီကနေပြီးတော့ဒီခေါ်တော်မူတဲ့အရာမှာအားလုံးတော့ဒါကယ်ရင်းအတွက်ခေါ်လာလားဒါအစီခံဖို့ခေါ်လာလားဒါကတော့ဒုက္ခဆင်းရဲအတွက်လားဟောဒါကတော့ခုနကျွန်တော်ပြောလို့ အမှုတော်ဆောင်ဖို့လားဟောဒါကတော့ဘုရားခင်မျက်နှာတော်ရှာဖို့လားဒါကိုကျွန်တော်ကလည်းပိုင်ချသိဖို့ဖြစ်ပါတယ်ကြောက်ဒီရားကိုကြည့်ပြီးတော့ခေါ်မှုချင်းရှိတယ်ရှိပြီးတော့လက်ခံလိုက်ရင်ဖိတ်ခေါ်မှုလက်ခံလိုက်ရင်ကျွန်တော်ကဘာဖြစ်သွားလဲ chosen နော်ဖြစ်သွားပြီဖြစ်ပါတယ်လို့ဘာတည်းလဲဆိုတန်ရှင်းသူနေနဲ့ဘုရားခင်ရွေးကောက်တာကိုလက်ခံလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီမိကုန်းကုတ်လို့ဖြည့်ချပြီးတာ ေကွန်မီနဲ့သူလည်းရှင်းလိမ့်မယ်လို့ယုံကြည်မျှော်လင့်တယ်။နောက်ကြားနာသူရောက်တိုင်းတွေ့လဲကောင်းချီးမင်္ဂလာဖြစ်မယ်လို့ယုံကြည်မျှော်လင့်ကြောင်းပေါ်ပြလိုပါတယ်။ကျွန်တော်ဖြစ်ရှင်းရတာနဲ့တကယ်ထပ်ပြီးတော့နားမလည်ဆိုရင်ထပ်ပြီးမေးလို့ရပါတယ်။တခြားမေးခွန်းလည်းချူစလဲရှိတယ်ဆိုတာပေါ်ပြလိုပါတယ်။ရောက်တဲ့ပုံမှာဖျားခင်တိကြီးပါတယ်ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော့ဥပါစေတော့။အာမင်။